Hello အားလုံးပဲမင်္ဂလာပါရှင်။ရီဖလိုရီရှော့ကပါ။ပန်းစီရဲ့နေရာမှာအခြေခံအသုံးပြုရတဲ့ဂရော့ထိုနီငါမျိုးပတ်တူးလေးကိုအဲမျောနေကြတဲ့သေးလေးတွေအတွက်ရီပတ်တူးလေးတင်ပေးလိုက်ပါပြီနော်။နောက်တော့ငါဂရော့ဂျီလေးခေါက်ပြပေးသွားပြီဆိုတော့ဂရော့ဂျီလေးဆက်ပြီးတော့မှခေါက်ပြပေးပါမယ်ရှင်။ ကတော့ဒီခောက်တဲ့နေရာမှာဒီမှာအနားလေးနားရှိပါတယ်အဲ့အနားလေးနားတွေကမှဒီက तू ကဒီကတော့အသေးကြတော့ तू ကအချုံလေးနှစ်ဖက်ပါတယ်ဒီကကြောင့်မလို့အချုံလေးနှစ်ဖက်လုံးမှာတထောင်တထောင်ဆိုတာလေးနှစ်ခုပါလို့ရှိရင်ပို့ပြီးတော့မှလာပါတယ်ဒါကြောင့်မို့လို့ဒီကနေပြီးတော့မှတထောင်တထောင်နှစ်ဖက်ပါတာလေးကိုရွေးပါမယ်နော်ဒီဘက်ကိုမရွေးပါဘူးဒီဘက်ကိုပဲရွေးပါမယ်ဒီဘက်ကိုရွေးပြမယ်ပေါ့နော်လူလာပေါ့နော်ဒီလိုဆိုလိုက်ပါဒီလိုဆိုရင်တစ်ဖက်စီကမလာဘူးတစ်ဖက်ကပဲလာတယ်ဒါကြောင့်မို့လို့ဒီလိုမျိုးမခောက်ပါဘူးနော်ဒီလိုမျိုးလေးပဲခောက်ပါမယ်ဒီဘက်မှာလည်းတထောင်ဒီဘက်မှာလည်းတထောင်ပေါ့နော်အဲ့ဒါလေးကိုယူတော့ဒီလက်ကအလေကောင်လောက်ကိုပဲကန်လိုက်ပါကန်ပြီးလို့ရှိရင်အလေကောင်လောက်ကိုဒီမှာကန်လိုက်လို့ကြောင့်မလို့ဒီမှာဒီနန်းမှာတွက်ကြည့် ည်ပြီးပါเนาะလက်မှာခြုံသွားပါတယ်ခြုံသွားတဲ့အတွက်ကြောင့်မို့လို့လက်ကလေးနဲ့အဲဒီလိုလေးကရော့ပုံစံလေးဖြစ်သွားပြီဆိုဒီနားလေးကိုကင်လိုက်ပါဘယ်မှမကင်ဘူးเนาะဘယ်နားအောင်မှမကင်ပါဘူးရှင်အဲဒီလိုလေးကင်လိုက်ပါကင်လိုက်တဲ့အခါဒီမှာဒီကင်တဲ့နေရာမှာဒီလိုလေးပဲဒီလိုကြီးကင်လိုက်ရင်ပိန်သွားမှာပါเนาะဘယ်လိုမကင်ပါဘူးအဲဒီမှာလေးပြင်လေးကလေးခြုံနေရပါမယ်ဆိုတော့ကရော့လေးကိုဒီမှာချိန်လို့ရသွားပြီတီးချင်နေဆိုရင်ဒီလိုလေးเนาะ ကျွန်တော်တတိပြစ်ချက်နဲ့ဒီလိုလေးခောက်မယ်အဲ့လိုမဟုတ်ဘူးရတယ်တေးလေးပဲပြစ်ချက်နဲ့အများကြီးခောက်မှမဟုတ်လို့ပြစ်ချက်နဲ့အများကြီးစီးမှမဟုတ်လို့ဆိုရင်တော့ဒီဆိုင်လောက်ဆိုရင်အနည်းတော့ပဲဒီတော့အဲ့ဆိုရင်ဒီလိုလေးကွက်ကလည်းမလက်လေဒီလိုလေးပဲဒီလိုလေးဖြင်းချင်မဖြစ်ဘူးတော်တော်လေးဒီလိုလေးကိုင်နေဆိုရင်ပုံစံလေးပဲနော်ဒီတေးလေးနဲ့ပြပါမယ်ဒီနေ့လည်းမှာတစ်ချက်ကပ်ပါပြီးရင်ဒီနေ့လေးမှာတစ်ချက်ကပ်ပါမယ်ပြပါပြီပြပါမယ်ဒါလေးကတော့ကရော့ဒေးလေးပဲဖြစ်ပါတယ်ကရော့ဒေးလေးကိုမှခုနကကြီးပြားရေးပုံစံလေးခောက်ပြပါမယ်နော် ကြည့်ပြရပုံစံဒါကရော့ဒေးလေးပေါ့နော်ပြပြပြမယ်ဒါလေးကရော့ဒေးလေးခောက်ထားတာပါအဲ့တော့မှနည်းနည်းကရော့ဒေးကိုမှကြည့်ကြည့်လေးခောက်ပါမယ်ဒီဆောင်ထောင်လေးကိုလည်းခုကန်လိုက်ပါခန်ပြီးရင်ဒီမှာဒီလိုလေးနော်ဒီလိုလေးအလေးကောင်ဒီလိုလေးနော်ဒါလေးညို့ချင်းမရဘူးကွာနေကိုတူလာဒီယူဒီယူလာပိုင်နိုင်အောင်ကန်လိုက်နော်ပြီးရင်ဒီဆောင်နှစ်ရွက်ကဒီလိုလေးကန်နေမယ်နော်ကန်ပြီးဆိုလို့ရှိရင်အဲဒီလိုလေးချောင်းလို့ပါချောင်းလို့ပြီးတော့ချောင်းလို့လွေးလွေးလွေးအဲ့လိုကြီးပွားစီဖြစ်နေမလားဘူးဒါကြောင့်မလို့လက်နေနေပဲဒီလိုလေးချောင်းလို့ပါပြီးရင် တော်လေးကိုလည်းချေလိုက်ပါနော်ချေလိုက်တယ်ဆိုရင်ဒီနားလေးကိုအရင်ကပ်ပါဆိုရင်နားလေးကနည်းနည်းအရေးကြီးရေပေါ့နော်လွတ်လိုက်ချော်တော့မှဆိုရင်ညမအရင်ကပ်လိုက်ပါကပ်ပြီးဆိုရင်နောက်ထပ်ချက်ညမထပ်ပြီးမှထင်ပါမယ်ဒါဆိုရင်ကတော့ဒီခောက်တာပေါ့နော်လက်လေးနဲ့ဒီလိုလိုက်ပါဒါဆိုရင်ပုံစံကြောက်တော့ပါဒီမှာကတော့ဘာသူကဒီကတော့လေးကပူကြီးရေပေါ့နော်ဒီကနှစ်ဖက်ရှင်ကတော့လေးပါဒီကတော့လေးနှစ်ခုလေအားလုံးလုံးလုံးရမယ်လို့အလွယ်ကူမယ်လို့ထင်ပါရဲ့ရှင် ဒီနောက်ထပ်တစ်မျိုးထပ်ခေါက်ပြပါမယ်နောက်ထပ်ခေါက်တဲ့ပုံစံလေးကိုကျတော့သူ့ကိုအသေးပုံခေါက်လေးလို့လည်းခေါ်ပါတယ်ရှင်အသေးပုံခေါက်လေးလေးခေါက်ပြပါမယ်သူ့ကိုလည်းအဲ့လိုပဲယူလို့ကဒီ2000ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီချင်းသေးရဲ့ဘက်ကချင်းသေးရဲ့အောက်ဘက်ကကိုယ့်ဘက်ကိုပဲယူပါမယ်နော်သူကဒီထောင်2000ဒီထောင်2000ဆွဲတာလေးကိုယူလိုက်ပါယူပြီးရင်ဒီလိုလေးကနော်လိုလေးပဲဒါပေမဲ့သူကကျတော့ဒီလိုမဆက်တော့ဘဲနဲ့ဒီနှစ်ခုလုံးကိုဒီလိုတက်တက်ဒီများမှယူလိုက်တာယူပြီးသွားရင်သူကဒီလိုမျိုးလက်လေးနဲ့ဒီလိုလေးပေါ့နော်လက်လေးနဲ့ဒီလိုလေးလေးတော့ပါပြီးရင်ဒီဒီနားလေးကို တည်တည်နဲ့ကပ်ပြီးလို့ပေါ့နော်ခုနကအပြသွားတာလေးကိုပြန်သားမလဲမှာဆိုလို့ထပ်ပြီးတော့မပြပြပါဦးမယ်ရှင်ဒီနှစ်နားကိုယူရမယ်နော်တထောင်တထောင်ပြီးရင်ချင်းသေးအောက်ဘက်ကမီးဘက်မှာထားပါမယ်ဆိုတော့လက်လေးနဲ့ဒီလိုလေးကန်လိုက်ပါကန်ပြီးရင်ဒီအလဲကောင်လေးမှာဒီလိုတွားပြီးတော့လှုပ်တဲ့နေရာမှာအဲ့လိုမျိုးလှုပ်တော့ပဲနဲ့ဒီအလဲကောင်မှာပဲထားလိုက်တာဖြစ်ပါတယ်ပြီးရင်လက်လေးနဲ့ကိုကလိုပြီးပြလိုက်ပါပြီးပြီးတော့ချိန်မယ်ချိန်မယ်ဆိုရတဲ့ဒီခင်ပင်ပွားနေတာပေါ့နော်ဒီဖြစ်နေတာလို့လည်းအဲလိုခြုံသွားအောင်လက်လေးလေးလှုပ်ပါမယ်ကိုယ့်ရဲ့ရှေ့ကိုလည်းကြည့်မယ်ပေါ့နော်အဲ့ဆိုရင် အစီအမီဝိုင်းဆိုလို့ရှိရင်တင်လေးနဲ့လက်လိုက်ပါမယ်ရှင်။နော်လက်လေးနဲ့ဒီလိုကြားလေးကိုလည်းလက်ပြီးတော့ဒါမှဒါလေးပြန်ပြို့မကန်ထွက်မှာပေါ့နော်။ဒါဘောပေါ့နော်ရေကဒီအပေါ်မှာပေါ်ထိလိုက်ကက်လေရရတယ်။တချို့ကျလက်ဒီလိုမျိုးကက်တယ်ပေါ့နော်။သေးချင်ဒါမှရေပပွားလေးပြင်လာပြလို့ကြောင့်တော့တိတ်ကိုအရင်မထိန်တော့ဘူးပေါ့။နောက်ပြကြလဲဒီမှာဒုတ်တွေပိုင်းတက်အောင်မှာဆိုတော့လေဒီလောက်ပဲ။ နော်ဒါကြောင့်ရှင်ဒါလေးကိုကြတော့အသေးပုံခေါက်လေးလို့ခေါ်ပါရရှင်ဒါလေးကလည်းရမ်းလွှဲပါတယ်နော်ဒါလေးကလည်းရမ်းလွှဲပါတယ်ဒါလေးပြတတ်ပြီဆိုလို့ရှင်ရင်နောက်ထပ်တစ်ခုခေါက်ပြပါမယ်နောက်ထပ်ဆုံးကရော့ခေါက်လေးကဘာဖြစ်မလဲဆိုလို့ရှင်နောက်ဆုံးကရော့ခေါက်လေးကတော့ကရော့ကြီးပဲဒီလိုပုံစံပဲနော်ဒီလိုပုံစံပဲဒီလိုပုံစံမျိုးမှာဒီလိုမခေါက်ဖဲနေနောက်ထပ်တနည်းပေါ့နော်သူကကြတော့ယူပင်နာလောက်ထိလိုချင်တာလေပေါ့နော်ကိုကဒီတစ်ထောင်လေးအောက်ချေဒီဒီနာလောက်ထိကိုကယူမှာနော်ဒီကမှာကြတော့ဒီမှာ အပြည့်ယူထားတယ်ဒီကောင်မလေးဒီလိုမျိုးနေပြကြမလို့ဒီလိုမျိုးနေတယ်သူ့ကိုနည်းနည်းနားမလဲဆိုရင်ဒီနောက်တည့်အရင်ထိုးချလိုက်ပါထိုးချပြီးရင်ဒီမှာလက်လျားလေးဒီလိုလေးပဲဖိချမ်းပြပြီးတော့ပြီးရင်ဒီလိုလေးရပါအရင်ရတော့ဆိုရင်ချွတ်အောင်ပေါ့နော်ကိုယ့်လက်နဲ့ကိုယ့်ပတ်နဲ့ကိုချွတ်အောင်လုပ်ကြပါမယ်ခင်ဗျာနော်ချွတ်သွားပြီးချွတ်သွားပြီးဆိုလို့ရှိရင်စပြီးတော့မှတိတ်ကလေးနဲ့ကတ်လိုက်ပါဒါလေးကိုယ်တိုင်လက်လုံးကြည့်မှပဲမြင်လာနော်လက်ကြည့်လို့ရှိရင်တော့လွယ်တယ်ဆိုပြီးတော့ဘာလို့ဖြစ်ဖြစ်ရှင်းတက်ဖို့ရှင်းတော့ကြမလို့ပါ ဒီလိုပုံစံလေးပါရှင်ဒီပုံစံလေးဘာကွာသွားလဲဆိုလို့ရှိရင်သူကကျတော့ညံ့နေပေါ့နော်ဒီနည်းနည်းပစံလေးကမြင့်သွားတယ်။သူကကျတော့ကတော့လေးသူကနှစ်ခုလုံးကတော့ကတော့လေးကထဲပါတယ်။ဆိုတော့ဒီဒီနေ့ပြပြသွားတဲ့ကတော့လေးငါးမျိုးကိုပြင်ပြပေးပါမယ်ရှင်။ဒီမှာနော်ဒီလိုပုံစံလေးရေပြီးရင်ဒီကတော့လေးကအကြီးအသေးနှစ်မျိုးရေဖြစ်ပါတယ်။ဆိုတော့အားလုံးလိုက်ပြီးတော့မှလုပ်ကြည့်ရတာလုပ်ကုန်မယ်လို့မျှော်လင့်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံကြပါမယ်နော်။ Bye bye ။